မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းတက်ရောက်တဲ့88နှစ်မြောက်အာဇာနည်နေ့အခမ်းအနားစီကားရေးအတွက်တမျိုးနယ်ကိုလူဦးရေတရာနှုံးနဲ့အာဇာနည်ဂုံးကိုလာရောက်ပြီးတော့အလေးပြုကြရန်စင့်ခေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်10:45မိနစ်အချိန်ကစတင်ပြီးတော့စစ်ကောင်စီကစင့်ခေါ်ထားတဲ့မြို့နယ်များကအဖွဲ့များက အာဇာနီဂုံးမှာတွားရောက်ပြီးတော့အလေးပြုနေကြရတယ်လို့သိရပါဗျ။ကြိုပုတ်ကားအစီအစဉ်များကိုလည်းတပ်ဆိုင်ရာမြို့နယ်အာဏာပိုင်များကစီစဉ်ပေးထားရတယ်လို့သိရပါဗျ။တမြို့နယ်ကိုလူတရာနှုံးနဲ့အာဇာနီဂုံးကိုလာပြီးတော့အလေးပြုခိုင်းတယ်။မြို့နယ်ကတော့ပရိုက်တာအဖွဲ့တွေမိသက်ချက်ချင်းဤနဲ့စွန်းလောင်းအသင်းတွေကိုစုပြီးတော့တွားခိုင်းတယ်လို့မယံကုန်မြို့နယ်ကပရိုက်တာအသင်းကောင်းဆောင်ကရှင်းပြထားပါဗျ။ဒါ့အပြင်လာတာမြို့နယ်နဲ့လှိုင်းတာယာမြို့နယ်တို့မှာလည်း ်မြို့နယ်ထွေးဥကနေတရက်ကွက်ကိုလူဦးရေ10ဦးနှုံနဲ့အာဇာနီဂုံးကိုတွားရောက်ပြီးတော့လေးပြူကြရန်ဆင့်ခေါ်နေတယ်လို့သိရပါဗျ။မနက်09:38မိနစ်မှာမြို့နယ်အားလုံးကလမ်းပေါ်မှာအော်အော်ဆွဲအလေးပြုရမယ်။ပြီးရင်အာဇာနီဂုံးကိုလာပြီးတော့အလေးပြုခိုင်းတယ်။အာဇာနီဂုံးကိုလာဖို့ကကိုယ့်ရဲ့မြို့နယ်ရဲ့အစီအစဉ်နဲ့ကိုလာခိုင်းတာလို့လာတာမျိုးနဲ့ကရက်ကွက်အုပ်ချုပ်ရေးမှူးတူကပြောပြထားပါရယ်အာဇာနီဂုံးကိုလာရောက်ကြမယ်မြို့နယ်အဖွဲ့များအနေနဲ့လုံခြုံရေးအတွက်မိုဘိုင်းဖုန်းများကင်မရာများကိုယူဆောင်မလာရန် စစ်တပ်ကမြို့နယ်များမှာလာရောက်ပြီးတော့လေးပြူကြမဲ့အဖွဲ့များထံကိုအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးက1300ပြည့်အာဇာနည်18ဦးရဲ့ဗိမာန်မှာလူလူလှုပ်ရှားမှုတွေလာလုံးမှာဆိုလို့အကြမ်းဖက်စစ်ခွေးတပ်ကလုံခြုံရေးတွေချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ19ရက်နေ့မနက်ပိုင်းကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်တမဝရီရက်ကွက်မှာရှိတဲ့ 1300ပြည့်အာဇာနည်18ဦးဗိမာန်ကိုစစ်ခွေးတွေကကားတွေနဲ့ရောက်လာပြီးတော့ဗိမာန်အဝင်းတကားဝကိုတော့ပိတ်ကဗိမာန်ဝမှာကင်းဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရဲတွေများတယ်အရဲဝတ်တွေနဲ့ကောပဲလို့အမိမဖော်လို့တဲ့ဒေသခံတအုပ်ကပြောပြထားပါတယ်ဗိမာန်ကိုပြည်သူတွေကလာပြီးတော့အာဇာနည်နဲ့အထိမ့်မှတခုခုလှုပ်သွားမှာကိုစိုးရိမ်လို့ကင်းလာဆောင်နေတာဖြစ်နိုင်တယ်လို့မြို့ကန်တွေကပြောပါတယ်ဒါအပြင်မန္တလေးမြို့ရဲ့နေရာတချို့မှာလည်း ်စစ်ခွေးတက်ကလုံခြုံရေးတွေချထားတယ်လို့မြို့ကန်တွေကပြောပါတယ်စစ်ခွေးတွေကင်းဆောင်နေတဲ့ဗိမာန်ဟာ1300ပြည့်အရေးတော်ပုံကာလမှာမန္တလေးမြို့မှာတန်ဃာတော်တွေနဲ့ပြည်သူတွေဆန္ဒပြခဲ့ကြရာပစ်ခတ်နှိမ်နှင်းခံရလို့ရဟန်း9ပါးနဲ့လူ10ဦးကြာဆုံးခဲ့ရပြီးတော့အဲ့ဒီကြာဆုံးတဲ့သူတွေကိုဂူသွေးကြိုခဲ့တဲ့အာဇာနည်ဗိမာန်ဖြစ်တယ်လို့သိရပါတယ် ် NLD အစိုးရလက်ထက်မှာတော့အဲ့ဒီအာဇာနီဗိမာန်မှာအာဇာနီနဲ့အခမ်းအနားတွေကိုကျင်းပခဲ့မှုတယ်လို့မြို့ကန်တွေကပြောပါတယ်အာနာသိန်းစစ်ခွေးခေါင်းဆောင်မင်းအောင်နိုင်ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်သိမ်းထားပြီးတော့ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနီတွေရဲ့အာဇာနီဗိမာန်ကိုတွားရောက်ပြီးတော့အလေးပြုခဲ့တယ်လို့ဝါဒဖြန့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲနယ်ကအရခတ်တက်တော် AA ရဲ့ ်ထောက်ဖို့တာဝန်ခံတအုပ်ဖြစ်တဲ့ဘိုရက်ခဆိုသူဟာအခုဇွန်လလထဲမှာစစ်ကောင်စီနဲ့ပူးပေါင်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဘိုရက်ခဆိုသူဟာတန်ရွဲမျိုးတင်းတိုက်ပွဲကာလက ULAAA ကိုထောက်ဖို့လုပ်ငန်းတွေမှာကူညီခဲ့သူဖြစ်တယ်လို့ဆိုပါရယ်။အခုဇွန်လလအတွင်းမှာရခိုင်ရိုးမကိုကြော်ဖြတ်ပြီးတော့ရန်ကုန်မြို့မှာစစ်ကောင်စီနဲ့ပူးပေါင်းခဲ့တယ်လို့ဝါရဖြန့် Channel တွေကဖော်ပြထားပါရယ်။ ဘိုးရက်ခဆိုသူဟာတန်တွဲပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ကနေတဆင်စစ်ကောင်စီနဲ့ဆက်သွယ်ပူးပေါင်းခဲ့ပြီးစစ်ကောင်စီစီမှာတန်တွဲဒေသနဲ့ပတ်သက်တဲ့လျှို့ဝှက်သတင်းအချက်အလက်တွေကိုပေါက်ကြားအောင်စီစဉ်နေတယ်လို့သတင်းရရှိထားပါတယ်။တန်တွဲမှာတိုက်ပွဲဖြစ်တုန်းကတော့သူကထောက်ပို့လုပ်ခဲ့တယ်မြို့သိမ်းပြီးတဲ့အခါသူကခိုးဆိုးလူနိုင်ခေါင်းဆောင်ထဲမှာပါတယ်ပြီးတော့သူနဲ့အဝေးမတည့်တဲ့လူနဲ့ပြဿနာတက်တယ် ULAA ကနှစ်ယောက်စလုံးကိုဖမ်းထားတယ်သူကတော့စစ်ကြောပြီးတော့ပြန်လွှတ်ပေးထားပြီးပြီးတော့ကုန်းတယ်လို့လို့ဘာလို့လို့လုံသေးတယ် ပြီးတော့ရန်ကုန်ကိုထွက်ပြေးသွားတာလို့တန်တွဲဒေသခံတအုပ်ကရှင်းပြထားပါဗျ။စစ်ကောင်စီရဲ့ဝါဒဖြန့် channel တွေမှာတော့ဘိုရက်ခကို ULAA ရဲ့ငပလီမြို့နယ်နယ်မြေမှုလို့ရေးသားထားပေမယ်။ကျွန်တော်တို့ဘက်ကအတည်ပြုနိုင်သလောက်ကတော့ထောက်ဖို့တပ်သားတအုပ်လို့သာသိရပါဗျ။တန်တွဲမျိုးသိမ်းတိုက်ပွဲအပြီးမှာဒေတာကန်ရဲ့ပိုင်ဆိုင်မှုတွေကိုဖောက်ထွင်းခံရတာတွေဖြစ်ပွားခဲ့ပြီးတော့ ULAA ရဲ့မြို့နယ်အဆင့်တာဝန်ခံတွေပါဝင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ် ောက်ခြေကိုခိုင်ခိုင်မာမာကင်တွယ်ဖို့လိုပါတယ်ကိုအထဲကလူတွေရဲ့လုပ်ပုံကင်ပုံတွေကိုကောင်းကောင်း view ဆိုက်ရမယ်အခွင့်အရေးရကြင်လို့နေရရကြင်လို့ဝင်လုံးနေတဲ့လူတွေကိုသတိထားရမယ်ကြောသားရင်သာခွဲကြလို့မရဘူးလို့ဒေသခံပြည်သူတို့ကမှတ်ချက်ပြုထားပါတယ်တန်တွဲပြည်သူစစ်ခေါင်းဆောင်က ULAA ကိုကန့်ကွက်ကြောင်းစာနာထုတ်ဖော်ဖို့လူစုဝေးနေတဲ့အချိန်မှာတန်တွဲနယ်တွေကနောက်ထပ် ULAA အဖွဲ့ဝင်တအုပ်ကအခုလိုစစ်ကောင်စီနဲ့ပူးပေါင်းခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနမောင်မြို့နယ်ကန်တာရွာကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတက်ခတ်မှုကြောင့်ဖျားစီရီနဲ့စာတင်ကြောင်းများပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇူလိုင်လ19ရက်နေ့အာဇာနီနေ့မနက်10:00နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်ခွေးတပ်ကနမောင်မြို့နယ်ကန်တာရွာစာတင်ကြောင်းကိုလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။လေကြောင်းတက်ခတ်မှုပြုလုပ်တဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရသာပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့ လူရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။ အချမ်းဘတ်စစ်ခွေးတိုက်ရဲ့လေးချောင်းတိုက်ခိုက်တဲ့အချိန်မှာကျောင်းပိတ်ချိန်ဖြစ်နေတဲ့အတွက်ကြောင့်ကလင်းငယ်များထိခိုက်မှုမရှိတော့လဲစာတင်ကျောင်းတစ်ဆောင်ပြိုကျပျက်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင်ကျေးရွာကဖျားဇေဒီဟာလည်းပျက်စီးသွားတယ်လို့သိရပါတယ်။နမောင်မြို့နယ်ကန္တာရွာစာတင်ကျောင်းကိုစစ်တပ်ကဘုံကျဲသွားတာပါ။ဒီကနေ့အာဇာနီနေ့မနက်စင်နာရီခွဲမှာဘုံကျဲတိုက်ခိုက်ခဲ့တာပြည်သူတွေတော့အထိခိုက်မရှိဘူး။ကျောင်းပိတ်ချိန်ဖြစ်လို့ကလေးတွေမရှိတာကန်ကောင်းသွားတယ်။စာတင်ကျောင်းဆောင်က၄ဆောင်ရှိတယ်မှာတဆောင်ကတော့လုံးဝကိုပြိုကျပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ ဒီကနေ့အာဇာနီနေ့မှာစစ်တပ်ကမကွေးတိုင်းနဲ့သခိုင်းတိုင်းအတွင်းမှာရှိတဲ့ကျေးရွာများကိုလေကြောင်းတိုက်ခတ်မှုများအရှိန်ဟုန်နဲ့လုံဆောင်လျက်ရှိတယ်လို့ဒေသခံပြည်သူများနဲ့တော်လိုင်းအဖွဲ့များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကုတိုင်းပောက်ခေါင်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကကျေးရွာများကိုစစ်ကြောင်းထိုးတိုက်ခတ်မှုများလုံဆောင်နေပြီးတော့ပြည်သူတချို့ဖမ်းဆီးတပ်ဖြတ်ခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ18ရက်နေ့မှာပောက်ခေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ခွေးများကဂျိုးပင်ဝိုင်းရွာအပါအဝင်အနီးအနားမှာရှိတဲ့ကျေးရွာများကို drone လက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။ဒါ့အပြင်စစ်ခွေးများဟာကျေးရွာများမှာဝေးအောင်စီးနေတဲ့အချိန်မှာပြည်သူတချို့ကိုလည်းဖမ်းဆီးတပ်ဖြတ်မှုတွေရှိခဲ့ပြီးတော့ပြည်သူအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ စစ်ခွေးတွေကဇွန်လ15ရက်နေ့ကစပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာဂျိုးပင်ဝိုင်းရွာနဲ့လွှားစင်ကိုရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနှင်းနေတာပြည်သူတွေလည်းဘေးလွရာကိုရှောင်နေရတာပေါ့စစ်ခွေးတွေဝင်ရောက်စီးနှင်းချိန်မှာပြည်သူတချို့ကိုဖမ်းဆီးတပ်ဖြတ်သွားတယ်ဘဲရွာကပြည်သူတွေလဲဆိုတာကတော့မသိရသေးဘူးစစ်ခွေးတွေရှိနေတော့ရွာထဲကိုလည်းဝင်ပြီးတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။အကြမ်းဖက်စစ်ခွေးများဟာကြေးရွာများအတွင်းကိုတဏ္ဍများပြစ်ဖောက်ကဝင်ရောက်စီးနှင်းခြင်းကြောင့်ပြည်သူအများစုဟာဗာပြေစည်းကိုမှမတည်ယူနိုင်ပဲ ထွက်ပြေးတင်းဆောင်ခဲ့ရတယ်လို့သိရပါတယ်လက်ရှိမှာစားနယ်ရိတ်ခါများအရေးပေါ်လိုအပ်နေပြီးတော့မိုးရာသီအချိန်မှာဖျားနာမှုများနဲ့အမိုးအခါများမလုံလောက်မှုများလည်းဖြစ်ပေါ်နေတယ်လို့သိရပါတယ်စစ်ဆောင်တွေကရိတ်ခါပြတ်နေပြီးအကူအညီလေးတောင်းခံကြမှာတယ်ဆန်လေးတွေရှိရင်မျှပေးဖို့မြစ်တာရက်ခံကြမှာတယ်ဆန်က၂ရက်စာလောက်ပဲကြံတော့တယ်နောက်ရက်တွေဆိုစစ်ကြောင်းမထွက်ရင်ဆန်ပြုတ်တော့မယ်အနေထားရောက်နေပါပြီထွက်ပြေးနေကြတဲ့ပြည်သူတွေကလက်လုံလက်စားသမားတွေများတာမို့အမိုးအကာတွေလည်းမလုံလောက်ဘူးဖြစ်နေတယ် ဖြစ်တယ်လို့နေဖြစ်တယ်လို့စားဖြစ်နေတာပေါ့စစ်ကြောင်းကအင်အားတရာလောက်ရှိတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ပောက်ခေါင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကကြေးရွာများကိုဝင်းအောင်စီးနေတဲ့အပြင်ကြေးရွာများအတွင်းကပြည်သူများရဲ့အဖိုးတန်ပစ္စည်းများလောက်ဝရတနာများငွေကြေးများကိုလည်းလူရယူဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်မိမမြို့ရွာကိုအကြမ်းဖက်ဆိတ်ခွေတပ်ကဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ရာကလေးငယ်တအုပ်တေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများပြားကတေဆုံးသူများထတ်တိုးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အာဇာနည်နေ့ဇွန်လ19ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှဘေးလေတပ်ကနေထွက်ခွာလာတဲ့ Jet Fighter တစ်စီးကပလောမြို့နယ်မိမမြို့ရွာကိုဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကလင်းငယ်တအူပွဲချင်းပြီးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားကဒဏ်ရာပြင်းထန်သူများပါဝင်တဲ့အတွက်ကြောင့်တေဆုံးသူအရေးအတွက်တွေထတ်တိုးနိုင်တယ်လို့သိရပါတယ်။တေဆုံးသူအရေးအတွက်ကိုအခုမှအတည်ပြုနိုင်တာကလေးတအူပွဲချင်းပြီးတေဆုံးတယ်လို့သိရတယ်။တေဆုံးသူအရေးအတွက်ကထတ်တိုးလာနိုင်ပါတယ်။ဒဏ်ရာရတဲ့သူများတယ်။ကျွန်တော်တို့လက်ရှိအချိန်ထိကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရဆဲဖြစ်ပါတယ်လို့ဘိတ်ခရအမတ်တဲ့တိုင်းကတောင်းရှိသူကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ နေအိမ်သုံးလုံးနဲ့ထိခိုက်ပျက်စီးခဲ့ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုံဆောင်နေဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတန်ကြောက်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သား၄ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ KNLA တိုင်ရင်ကိုထံမှာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ10ရက်နေ့မှာခမရ20ညောင်လေးပင်နဲ့ခမရ58ကောတောင်းတို့ကအတရားဓမ္မစစ်မှုတန်းခေါ်ခံထားရတဲ့အပတ်စဉ်8ကတက်သား2ဦးနဲ့အပတ်စဉ်9ကတက်သား2ဦးတို့ဟာလက်နက်ခဲများကိုယူဆောင်လာပြီးတော့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုင်ရင်ကိုထံမှာအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့သူတွေဟာစစ်မှုတန်းအပတ်စဉ်8ကရဲဘော်ညီညီလွင်ရဲဘော်နှင်းမောင်နဲ့ ်စစ်မှုထမ်းအပတ်စဉ်၅ကတပ်သားစိုးထိအောင်တပ်သားမြင့်မြတ်အောင်လို့ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာ MA11 တနက်၂လ MA2 တနက်၁လ MA1 တနက်၁လကြီပေါင်းတဲ့ကြီစံများကိုယူဆောင်လာတဲ့အတွက်ကြောင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တိုင်ရင်ကိုက စုချင်းငွေ10သိန်းကျပ်စီချင်းမြင်ပေးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးလက်နက်ချအလင်းဝင်လာသူများကိုကရင်အမျိုးသားအစည်းအရုံးနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များကကြိုးစုံလျက်ရှိပြီးတော့အတင်းအဓမ္မစုဆောင်ခြင်းခံထားရတဲ့တပ်သားတပ်များအနေနဲ့စစ်အာဏာရှင်များရဲ့အလို့ကြောင့်တာဝန်ထမ်းဆောင်ခြင်းမပြုဘဲမိမိတို့တာဝန်ကျရာနည်းမြေအနီးမှာရှိတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များထံကိုလက်နက်ချပြီးတော့အလင်းဝင်ကြရန်တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ